ပွန်တင်အမွေကျွန်တော်အနေနဲ့ရရမှာသွားပြီးကျွန်တော်စာပေဟောပြောပွဲတွေလုပ်ပါတယ်လုပ်တဲ့အခါမှာကျွန်တော်ကလူငယ်တွေကိုပဓာနာထားပြီးဦးစားပေးပြောတဲ့အခါထိုက်တဲ့နဲ့အားရစွာတချို့လူငယ်တွေဟာသူတို့ရဲ့စိတ်ထားလေးတွေပြောင်းလဲသွားတယ်စိတ်နဲ့စိတ်ထားတွေပြောင်းလဲသွားတယ်အဲ့ဒီဥစ္စာကိုမိမတွေကတိတ်ကျေစုတင်ကြတယ်ဆရာအခွေကိုနားထောင်ပြီးတဲ့နောက်ဘလို့ဖြစ်ပါတယ်ကျွန်တော်သားကပြောလို့မရပါဘူး နောက်ဘလို့ဖြစ်ပါတယ်ဥပမာဆိုပါတော့တခါကျွန်တော်ကတာရကပြောရရင်ကတာမာတော့ကလေးတယောက်က10ရက်တခါကြာတယ်ကြာသွားလိုက်တာအခါကျတော့ဖားကန်းကိုတွားမယ်ဗောဖားကန်းဆိုတာတိန့်ချန်တဲ့မျိုးလိုလူတွေကနားလဲကြတယ်တိန့်နေစားဆင်းရဲတဲ့မျိုး လူတွေတိတ်ပင်မှန်းနဲ့အပြိုင်ဆိုင်လှုပ်တွေလှုပ်ရတယ်။ဒူးဆိုင်တွေကလည်းအမတန်ပေါ်တယ်။ကလေးတွေဇိုက်ပြက်တာမျိုးတွေအများအများကြီးရှိတယ်။အဲ့တော့သူ့တာဝန်မအေးရမသွားစေချင်ဘူး။တားကသွားမယ်မအေးရမသွားနဲ့။တားကလည်းငုံမအေးလည်းငုံ။အဲ့ဒီလိုဖြစ်နေတော့မှကျွန်တော်ကဟောပြောလိုက်တော့နောက်တနေ့ကျတော့သူ့မိကကျွန်တော်ကိုလာပြီးတော့လေကျေးဇူးတင်ပါတယ်ပေါ့။ဆာမဲဘဲကိုဆေးဆေးကကြားပါစေ။သူဖြေမယ်ပေါ့။အဲ့ဒီတော့ကျမတို့ဆုံးမလို့မရတဲ့တာဆုံးမလို့မရတဲ့တာဖြစ်ပါတယ်။ဆရာကြောင့် ီလိုပြောင်းလဲသွားတာပါဆိုပြီးကျွန်တော်ကျေးဇူးတင်လို့ကျွန်တော်ကိုလာပြီးကြော်တယ်။ဒါမျိုးလေးတွေကိုကျွန်တော်နဲ့ဟောပြောပွဲတွေကမကြာခဏတူသွားရတဲ့ကိုဖင်မင်းကကြုံတဲ့အခါကျတော့ဒီเจ้าတွေကိုကိုမျိုးညွန့်ကိုပြောပြတယ်။ပြောတော့ကိုမိုးညွန့်ကသူ့သားကလေးတွေကိုဒီစကားတွေနားထောင်နေခြင်းနဲ့ပေါ့။အဲဒီလို့ဆိုအဲဒီလို့တောင်းဆိုပြီးတော့မှငါသားလေးတွေ ပေးမယ်လားဂျန်နက်ကလေးတွေလည်းကြားတင်တယ်လို့တွက်ပြီးတော့သူကအမွေပေးတဲ့အနေနဲ့ဒီပွဲလေးလှုပ်ခြင်းတယ်ကျွန်တော်လည်းဒီလှုပ်ကောင်းတဲ့ကိစ္စပဲလေးဆိုပြီးလက်ခံလိုက်တယ်အဲ့ဒါတွေဒီပွဲမှတကယ်ဆပြီးဖွင့်လို့ကောင်းတာကကျွန်တော်အချိန်မရလို့ရှာဖွေခြင်းမရလို့ကျွန်တော်မှလောကလည်းအင်တန်များပါရဲ့ကျွန်တော်ရှာဖွေခြင်းမရလို့မထည့်လိုက်ရတာဘယ်ဟာနဲ့စာစာဖွင့်မလဲဆိုတာကတော့ something to live by ဆိုတာအဲ့ဒီတည်းကအမျိုးသမီးဟာ ျွန်တော်ခန့်ခဲ့ရတာဖတ်ခဲ့တာပေါ့ကျွန်တော်နာမည်တွေပါတွေကောင်းမမှတ်မိဘူးအထိတ်တွေကကြပြကလေးတစ်ပုဒ်ကို နေတန်းကြပြလေးမှတ်မိတယ်ဒီမိမဟာကင်ဆာဖြစ်ပြီးသိမယ်ဆိုတော့ဆရာဝန်ပြောလိုက်တဲ့အခါကျတော့ငါသေတော့မယ်ငါသေတဲ့အခါငါသားလေးတွေဟာလူမမြင်ဖြစ်တော့မယ် အဲ့ဒီတော့ငါးသားလေးတွေကိုရေအောင်မကွာဆောင်းလျှောက်သွားခြင်းတော့လည်းငါသိတော့မယ်ဆိုလို့ရှိရင်ငါဘယ်လိုလုပ်လဲသူတို့ကြည်ပြန်းတဲ့ခါဆောင်းလျှောက်ပြုစုမဲ့သူဘယ်လိုရှိမလဲငါစဉ်းစားတယ်ငါမရှင်းနိုင်တော့ဘူးမနေရတော့ဘူးငါတေးရတော့မယ်တေးရမှတူတူဆိုလို့ရှိရင်ဒီလောကကြီးကိုဆုံးမနိုင်တဲ့ပညာရှိတွေအများကြီးရှိရပဲဒီလိုပညာရှိတွေဆုံးမကောင်းလို့ရရတွေထုတ်ပြီးတော့အဲ့ဒီဆုံးမစကားတွေ quotation ခုံမှာပေါ့အဲ့ဒီစကားကို စုထားခဲ့တဲ့စာအုပ်ငါသာ something to live by ဘဝလမ်းညွှန်စထားခဲ့တဲ့စာအုပ်ပါအဲ့ဒီစာအုပ်ရဲ့ရှေ့မှာကြည်လေးတွေထည့်ရတယ်သူကြည်မဟုတ်ပါဘူးကျန်တဲ့အမျိုးသမီးတယောက်ရဲ့ကြည်အဲ့ဒီကြည်ရဲ့အမိက to my son နဲ့တားချစ်ဖို့ပေါ့လေငါသာတော့ပေါ့ကျွန်တော်အိဗယ်ပြန်ရှင်းပါမယ်တားရဲ့တဲ့လောကကြီးမှာမေရဲ့စိတ်ကလေးကိုပင်မဆင်းရဲအောင်လုံနိုင်စုံမေရဲ့နှလုံးသားကိုနှိမ့်ဆက်နိုင်စုံဟာလည်းငါသားပါပဲ ။ဘာကြောင့်လဲဆိုတော့မဲရဲ့နှလုံးသားဘဟုမင်္ဂတာပဲရှိတာ။ဒါကြောင့်မို့နှလုံးသားကိုမျိုးကြွအောင်လုပ်နိုင်တာကဘသူရှိအောင်မှာလဲ။ပြီးတော့လည်းဟောဒီလောကကြီးကကဲရဲ့တချို့စကားစကားရင်းဆိုတတ်တဲ့လောကကြီးဖြစ်တယ်။ မောင်မတက်တဲ့လောကကြီးလည်းဖြစ်ပါတယ်အဲ့ဒီတော့ငါသားတဲ့အစုံခုကြီးမြတ်တဲ့အရာကိုလုံးမယ်ဆိုရင်အမေပြောစမ်းမရစေဖြစ်နိုင်လို့ရှိရင်ပေါ့တာရင်အဲ့ဒီမာနကြီးတဲ့ကမ္ဘာလောကကြီးဟာဒီလိုသားမွှေးတဲ့အမေပါလားလို့အမေအခြေရဲ့မှာဒူးတုပ်ပြီးကြာတော့တွန်းထဲစမ်းမှာတာရဲ့တကယ်လို့မြဒီကမ္ဘာလေးကိုမိုးမိုးမမချာလို့ရှိရင်တိတ်ဝမ်းသာမှာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနကပြောတဲ့အတိုင်းသူ့စိတ်ထဲမှာလောကကြီးကသူ့သားလေးတွေ ိုကြည်ပြီးတော့တကယ်တော်တဲ့မိခင်ပါလားဒီလိုသားလေးတွေမေးတဲ့မိခင်ကိုမွေးတဲ့မိခင်ပါလားဒီလိုသားလေးတွေမေးတဲ့မိခင်ပါလားဆိုပြီးတော့ကဘာကြီးတော့ကကြီးကသူ့ကိုချီးကျူးစေခြင်းမှာပေါ့မိခင်ကို ကောင်းပြီအဲ့ဒီအပြင်နောက်တစ်ခုပါသေးတယ်အဲ့ဒီတည်းမှာကြာလေးဖို့ပဲဒါတော့ကျွန်တော်တို့ထက်ကိုမျိုးညွန့်နဲ့တော့ဘူဆိုင်နေမယ်လို့ထင်တယ်အဲ့ဒီကြပြလေးကပါလဲဆိုတော့ဖိုးကြီးတယောက်ကကြောက်ကြီးတစ်ခုကိုကူးတာကူးပြီးတော့ဟိုဘက်ရောက်မှာ ရောက်မှပြန်ပြီးတရားဆောက်တယ်။ဘေးလို့ကမေးတယ်ခရီးနေစမ်းမအောင်ဒီ၆ကန်း၆ကန်းမကြီးတစ်ခုကိုကြော်ခဲ့ပြီးတော့အမခင်ဗျားကဘာလို့တရားထုံးနေတုန်းဆိုတော့ကျုံကတော့ကြော်ခဲ့ပြီးပြီပေါ့ဒါပေမဲ့ကျုံနောက်ကကလေးတယောက်လိုက်လာသေးတယ်စပင်းနီလေးနဲ့စပင်းနီရဲ့ဆိုတာငယ်တယ်ကို ပြောတာသူတို့စီမှာဖြူတာတိုက်ကြည့်တာကို စပင်းနီရဲ့ကလေးတယောက်ရောက်လိုက်လာတယ်သူကြတော့တိတ်ပင်မန်းလေးမှာစိုးတယ်တဲ့ကျွန်တော်ဒါကြောင့်မို့သူ့အတွက်တရားထိုးရပါ ကျွန်တော်ကအကြီးပဲအငယ်တွေနောက်လာတဲ့စပယ်နီကလေးတွေနဲ့မြန်မာမှာဆိုရင်စပယ်နတ်ကလေးတွေနဲ့ကလေးတွေဟာကျွန်တော်တို့တရားထိုးတဲ့အနေနဲ့ကျွန်တော်ဒီပွဲကိုလက်ခံခဲ့တာလို့ကျွန်တော်ပထမအနာမပြောချင်ပါတယ်နောက်တစ်ခုကဘာလို့အမွေလို့ကျွန်တော်ခေါင်းစဉ်ပေးရမလဲအမွေဆိုတာကောင်းမွေရှိရယ်ဆိုးမွေရှိရယ်ဆိုးမွေကောင်းမွေဆိုတာကကိုအဖေမေကကြွေးကြံ့ရခဲ့လို့ကြွေးဆက်ရရင်ဆိုးမွေပေါ့ကိုအဖေမေစီကရရပစ္စည်းတွေရှိခဲ့ရင်ဒါကောင်းမွေပေါ့ တာသမီတွေဆိုတာကောင်းမွေတွေလည်းဆန်ရတယ်စိုးမွေတွေလည်းခံယူရတယ်အခုဒီမှာတော့အမွေတွေပေးလိုက်ပါတယ်အမွေကောင်းတွေဖြစ်ပါတယ်အဲ့ဒါကိုပြောချင်ပါတယ်အဲ့ဒီအမွေတွေဟာဘာကြောင့်အမွေကောင်းတွေဖြစ်လဲဆိုတာကိုတော့ကျွန်တော် မားခဲ့တာလည်းရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ဒီမားကိုမင်းတို့ဟောတာမျိုးမမားနဲ့လို့ပြောတဲ့ကြောင့်ကျွန်တော်မားခဲ့တဲ့မကောင်းတဲ့အမားတွေကိုတို့တို့တန်ရန်စာကောင်ရနိုင်မယ်တို့ကိုကျွန်တော်ဒီတိုင်းပေးခဲ့မှာပဲစိုးမွေပေမဲ့တို့မှာကောင်းမွေဖြစ်တယ်အဲဒါကြောင့်ကျွန်တော်လူငယ်တွေရဲ့အမွေတကယ်ဆိုတော့ကောင်းမွေလို့ဒါနမည်တက်လိုက်ခြင်းလဲကောင်းပါပြီကျွန်တော်ဒီလိုဆက်ပြီးပြောတဲ့အခါကျတော့ကျွန်တော်လည်းဒီမှာလူငယ်များနဲ့အတွက်ပြောရမယ်ဆိုရင်တော့ဟောပြောပွဲလုပ်တဲ့အခါကျတော့ဆက်ရှိရနေ 16ရက်နေ့ဆိုတာလာလာပြီးမေးကြတယ်။ဆရာ16ရက်နေ့เนาะ16ရက်နေ့เนาะ ਨੇ ဒီမေးကြတယ်။မေးတဲ့လူတွေကလည်းလူကြီးတွေပါပဲ။လူကြီးတွေကလည်းငန်းစီကပါမွေမျိုးများယူခြင်းရလို့လေကျွန်တော်ဒီလိုတော့တစ်ခါအောင်းမေးမိတယ်။စဉ်းစားကြည့်ရတဲ့အခါကျတော့တို့လည်းပဲနားထောင်နေတာပဲ။တို့လေရင်ထဲကတွေ့ကြုံနေကျွန်တော်တွေ့ကြုံနေဖလဲခြင်းမှာပေါ့ဖလဲပြီးတို့သားသမီးတွေကိုတကယ်လို့ဆရာဆရာမကြီးများဖြစ်လို့ရှိရင်လေတို့လေကိုရပဲတွေကိုပြန်ပြောနိုင်တာပေါ့ လူငယ်တွေကိုကျွန်တော်ဥတည်ပြီးပြောမှဆိုတော့ကျွန်တော်တောက်လျှောက်မင်းနှံကနေပြောရတော့မှာအီမန်ချက်ပြောပွဲကောင်တော့ကလည်းကျွန်တော်ဒီတော့လို့ပဲပြောတယ်အရင်တော့နည်းနည်းအသက်ရတဲ့လူကြီးတွေအနေနဲ့ပေါ့ကျွန်တော်မင်းနှံကနေပြောတဲ့အခါမှာအော်အောင်သိန်းဟာငါတို့ကိုပြောနေတာမဟုတ်ဘူးသူတပည့်သားမြင်းသူရဲ့သူသူမကလေးတွေကိုပြောနေတာတို့ဟာဘေးကနားထောင်နေရပါလားလို့ငါတို့ observer တက်ရောက်လေ့လာလို့ဖြစ်ပါလားဆိုတဲ့အနေနဲ့ကျွန်တော်ကိုခွင့်လွှတ်ပါလို့ကျွန်တော်ပြောခြင်းပါတယ် အဲ့ဒါကြောင့်အခုချိန်အစပြီးကျွန်တော်လူငယ်တွေကိုစကားဆိုပါမယ်။ channel လူချင်းများကျွန်တော်ကိုခွင့်လို့ပါ observer ဖြစ်နေတယ်။ကျွန်တော်လေးစားအပ်တဲ့ဆရာမတော်ခင်ဦးတို့ဆရာပါရဂူတို့လိုပုံကိုတွေဒီပုံကိုတွေကြတော့ကျွန်တော်အင်မတန်ယူလေရပါတယ်။ကျွန်တော်မှန်တမ်းပြောရလို့ရှိရင်ဆရာပါရဂူတို့လိုပုံကိုတွေနဲ့မန်တန်တင်းတို့ကိုဖေမြင့်တို့လိုပုံကိုတွေနဲ့ကျွန်တော်အင်မတန်ခီးထွက်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မန်တန်တင်းဆိုရင်အင်မတန်စာဖတ်တဲ့ပုံကို တို့နဲ့သွားရင်တလာရင်နဲ့ဘဟုဒုဒရရတယ်ကိုဖင်မြင့်ဆိုတိတ်စာဖတ်တယ်ကျွန်တော်ဆိုဒီလောက်မဖတ်နိုင်ဘူးသူစီရဘဟုဒုဒရတွေရတယ်ဘဟုဒုဒရတွေတိုးတယ်အဲ့ဒီလိုချီကျူးရတဲ့ပုံကိုတွေပါဒီလိုတော့ဒီလိုယုတ်တရားတဲ့ပုံကိုတွေလည်းပါတဲ့ခါကျတော့အထူးသဖြင့်ဒီလိုယုတ်တရားတဲ့ပုံကိုတွေလည်းပုံကိုတွေကျွန်တော်ထက်အသက်ကြီးတဲ့ပုံကိုတွေကျွန်တော်ကိုခွင့်လို့ပါကျွန်တော်အခုလူငယ်တွေကိုပြောပါတော့မယ်ပြောတဲ့အခါမှာပထမဆုံးလေးပြုစေချင်တာကျွန်တော်ဟာ ျွန်တော်ဟာလူငယ်တွေနဲ့ပတ်သက်ပြီးပြောရေးဆိုရေးပြောဆိုဝဲရှိလောက်အောင်အင်မတန်ကြွမ်းကျင်တဲ့ပုံကိုဖြစ်တဲ့သူမဟုတ်ပါဘူးစိတ်ပညာရမှာဖြစ်စေလောကီရေးရမှာဖြစ်စေအလွန်ကြွမ်းကျင်တဲ့ပုံကိုရေးဖြစ်နေစင်မော်တက်လာတာမဟုတ်ပါဘူးကျွန်တော်ဟာကျွန်တော်အတွေ့အကြုံလေးတွေကိုပြန်ပြီးတော့တွေ့ကြုံရဲ့တွေ့ကြံရဲ့အတွေ့အကြုံကနေပြီးတော့ပြန်ပြီးစဉ်းစားမှအတွေ့အကြုံဖြစ်လာတယ်အတွေ့အကြုံနဲ့ဖန်တီးရဲ့ဖန်တီးတော့အတွေ့အကြုံဖြစ်စေတယ်တက်တယ် အတွေ့အကြံနဲ့ဖန်တီးရယ်ဖန်တီးတော့အတွေ့အကြုံဖြစ်စေတတ်တယ်အဲ့ဒီအတွေ့အကြုံနဲ့အတွေ့အကြံရယ်ကွဲပြားခြားနားတဲ့ဂျုံကဲဆုံခဲ့ရတဲ့ဘဝအကြောင်းအတွေ့အကြုံကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်တွေ့ကြုံရပြကျွန်တော်ပြောမှာဖြစ်ပါတယ်ဒါကြောင့်တိတ်ပြီးတော့လူကြီးတွေအနေနဲ့ကျွန်တော်စီရပြီးတော့တိတ်ပြီးမျော်လင့်မထားသင့်ပါဘူးကျွန်တော်ဟိုရင်တစ်ခါပြောတော့ဟာလို့ပြောခြင်းပါတယ်တိတ်ပြီးမျော်လင့်မှာကျွန်တော်စိုးရိမ်တယ်မျော်လင့်ထားတဲ့လောက်ကျွန်တော်စိုးရိမ်ပါတယ် ညောင်းလဲထားလောက်ဖြစ်မလာရင်ကျွန်တော်ဥပမာတစ်ခုကိုမှတ်မိပါတယ်။ရေပုံတစ်ပုံမှာအပြည့်ပါတယ်လို့ထင်တယ်။မှောင်ထဲမှာအပြည့်ပါတယ်လို့ထင်တဲ့ရေပုံကိုဖြတ်ဆိုဆွဲတင်လိုက်တဲ့အခါအခါကျတော့ဝုံးကနေနဲ့တဝက်လောက်ပဲပါပြီးပေါ့သွားလိုက်တာဖိန်ကန်းလောက်ပဲပါတယ်ထင်တယ်။အမှန်ကတဝက်လောက်ရှိပါတယ်။အမှန်ကမျောလင်းထားလိုက်တာအပြည့်ဖြစ်တော့ဒီတိတ်ပေါ့သွားလို့ဖြစ်တယ်။ ကျွန်တော်ကိုအဲ့ဒီလိုထင်သွားမှကျွန်တော်အစိုးရိမ်နေဒါအတွက်ကြောင့်တိတ်ပြီးကျွန်တော်ကိုမျောလဲမထားစေခြင်းဘူးဥပမာဆိုပါတော့မျောလဲနာမြင်းတညီရဲဖြစ်တယ်ဥပမာ6လက်မလောက်ရှိရဲမှောင်ထဲမှာကြည်လိုက်တကယ်တော့တပေလောက်ရှိနေတဲ့လူတွေအတွက်ဘိုင်းကနေမှောက်လွဲသွားတတ်ပါတယ်အဲ့ဒါကြောင့်လူတွေဘာတွေခားမြတ်သွားတတ်ပါတယ်ကျွန်တော်ကိုတပေလောက်ရှိတဲ့အနက်ဆိုင်ကို6လက်မလောက်မထင်စေခြင်းဘူးဆိုလိုတာတိုက်ပြည့်တယ်လို့မထင်စေခြင်းပါဘူးကျွန်တော် ျွန်တော်အမြင့်ပမာဏကိုအမြင့်ပမာဏကိုလည်းတိတ်အများကြီးရှုံးတွက်စေခြင်းမဟုတ်ပေါ့လည်းမထားမတွေးစေခြင်းမဟုတ်ဆိုလိုတာကတိတ်အများကြီးမျှော်လင့်မထားဘူးမြတ်တရရခံခြင်းဖြစ်ပါတယ်လူငယ်တွေကိုကျွန်တော်ပြောပါမယ်ကောင်းလေးတွေကောင်းမလေးတွေမင်းတို့ဒီကိုလာကြတဲ့ဥစ္စာဘာပဲ ဖြစ်နေနေအမွေဆိုတာဖြစ်တယ်အမွေဆိုတာဖြစ်သွားတယ ိုးတွယ်တစ်ခုအကျိုးတစ်ခုခုအကျိုးရှိလိမ့်မယ်ရလိမ့်မယ်လို့ထင်ကြတယ်ဒါပေမဲ့တစ်ခုရှိရဲမှတ်ထားဖို့ကကိုယ်စိတ်ထဲမှာဘဝမှာတိုးတက်ရမယ်ဆိုတဲ့အတိတ်ထံရှိလို့မရကာလပတ်လုံးတိုးတက်ခြင်းစိတ်ပြင်းပြင်းထန်ထန်မရှိမရကာလပတ်လုံးမင်းတို့ဘယ်တော့မှမတိုးတက်ဘူးဒါပုံသိယုံမှာပုံသိယုံမှာတိုးတက်ခြင်းနဲ့စိတ်ကို ခံမှာနေရန်ချာအဲ့အရာမရှိရင်မနေရမရဘူးကောင်းပြီတချို့ပြောကြပြောကြတာ life planning ဘဝမှာငါဘာလို့ဖြစ်ရမလဲဆိုတဲ့စီမံကိန်း လန်ချတဲ့ကိစ္စစီမံကိန်းချတဲ့ကိစ္စဘဝအတွက်စီမံကိန်းချတဲ့ကိစ္စရှိရမယ်လို့ချိုးကပြောတယ်အဲ့ဒါဥစ္စာဟုတ်တယ်ကောင်းတယ်သို့တော်ဘဝစီမံကိန်းဆိုတာကြီးကိုကြည့်ပါနဲ့အောင်ငါတိုးတက်ရမယ်ဆိုတော့အဲ့ဒီလိုအတိတ်ဟန်ကိုကြည့်ထားပါကို့မှာအတိတ်ဟန်ဘယ်လောက်ရှိတယ်မရှိဘူးဆိုတာကို သိကြရင်မင်းကိုမင်းပြန်ပြီးစစ်ကြည့်လိုက်ငါဘာဖြစ်ချင်မှလဲဆိုတာကိုပြန်စစ်ကြည့်လန်ငယ်အဖြစ်လောရမယ်ကြောင်းသားဖြစ်ရင်စာမေးပွဲအောင်ရမယ်ဆိုတဲ့ကိစ္စကိုတော့မင်းမင်းတော့တော့ဥကြောင်းကြောင်း ဖြစ်နေလိမ့်မယ်။ဒါလူငယ်တွေဟာဖြစ်ဒီတိုင်းဖြစ်နေတာပဲ။ကျောင်းသားဖြစ်ရင်နိုင်ငံကိစ္စကမစာမေးပွဲကိစ္စ၊နောက်ကိစ္စကနောက်ကိစ္စ။အဲ့ဒီကိစ္စကသွားရင်လာရင်စဉ်းစားရမယ့်ကိစ္စ။နိုင်ငံဖြစ်တဲ့စာမေးပွဲကိစ္စလုံးတလားပြန်တွက်ကြည့်။အဲ့လိုမလုပ်လို့ရှိရင်မင်းဟာကိုယ့်တကူကိုလိမ့်နေတာပဲ။အဲ့ဒီဒါចောင်းသားတွေအတွက်ပြောတာနော်ចောင်းသားရောင်ဆောင်ပြီးသမင်းချောင်းစားနေတာဟုတ်တယ်မြန်မာပြည်မှာចောင်းသားရောင်ဆောင်ပြီးသမင်းချောင်းစားနေတဲ့လူငယ်တွေဟာတန်း တိမ်းချီရှိတယ်။ဘာကြောင့်ကျောင်းသားရောက်ဆောင်လဲ။ကျောင်းမတက်ဘဲနဲ့အပြင်မှာထွက်ပြီးဟေးလာဝါလာအလုပ်နေရင်ကုံကုံပြောရရင်လူငယ်တွေမင်းတို့ကလေးရလားစကားနဲ့ပြောရရင် ကလေးကလာစကားနဲ့ပြောရရင်စော်တော့မကြည့်ဘူးဒါအမှန်ပဲဒါအမှန်ပဲ။ကျောင်းတက်နေတဲ့အခါကျတော့ကျွန်တော်ကျောင်းသားဆိုတာကိုစာအုပ်ခါကြထိုးပြီးလပည့်ရဆိုင်ထိုင်ကျောင်းသားဆိုတဲ့ဂုံလေးသူ့မှာရှိရဲ။ကျောင်းသားဆိုတဲ့ဂုံနဲ့ကျောင်းသားဆိုတဲ့အရေးကိုဟာနေတဲ့တက်တည်မဟုတ်ဘူးနော်။ တဲ့ကုန်ရှိတယ်ဘာလို့လဲဆိုတော့သူဟာများကြီးအလားလာရှိတယ်အောင်တဲ့တော့ကြီးွားတော့ကြီးသွားပြီတိုးတက်မှုပါမှမရှိတော့ဘူးကျောင်းသားဆိုတာနောက်ပါဖြစ်မယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးအလားလာတိတ်ရှိတယ်ပွဲထဲမှာလူပြတ်တွေပြောလို့ပေါ့ကြွားလာတဲ့ပရိသတ်တွေအကုန်လုံးထဲမှာလူကြီးတွေဘဲဖဲ့ပြီးလူငယ်တွေကိုကြောလိုက်ပါတယ်။ဘေးကလူပြတ်တယောက်ကဟဲ့ကောင် လူငယ်တွေကိုဘဲဖဲ့ပြီးလူကြီးတွေကိုကြောတယ်လို့ပြောရမှာ။မင်းကလူကြီးတွေကိုဘဲဖဲ့ပြီးလူငယ်တွေကိုကြောတာအတိတ်ပဲမရှိဘူး။ဟာရှိရဲ့ကွာ လူကြီးတွေကငါတို့မင်းတို့ငါတို့ဟာမျိုးတွေဘာမှဖြစ်မှာမဟုတ်တော့ဘူး။နောက်လူငယ်တွေဟာနောက်တော့ယဟန္တာဖြစ်လာမလားဘုန်းကြီးဖြစ်လာမလားစတော်ဖြစ်လာမလားမသိဘူး။ဒါကြောင့်မို့သူတို့ကိုကြိုပြီးကြောထားရတာကွာ။အဲ့ဒီတော့ဒီအဲ့ဒီစကားတွေကပြောချင်တဲ့အတိတ်ပဲចောင်းသားဆိုတာအကုန်ရှိတယ်။အဲ့ဒီတော့ចောင်းသားရောက်ဆောင်ပြီးထွင်းစားတာတွေဖြစ်လာတယ်။ចောင်းသားဆိုတဲ့ကောင်ကမသေးဘူးတော့သူကចောင်းသားရောက်ဆောင်ပြီးဘာမှအလုပ်မရှိဘူး။ ကျောင်းသားလောက်ကိုလောက်ရင်ကျောင်းတက်စာမေးပွဲအောင်ကြိုးစားအောင်အောင်ကြိုးစားစာမေးပွဲကျသွားတယ်ကျသွားရင်ကိုကညမ်းလို့ကျသွားရင်ကျူရှင်တက်ရင်လည်းကျူရှင်မှကြိုးစားရမယ်အဲဒီလိုစာကိုလည်းမကြိုးစားဘူးကျောင်းလည်းမှမှန်မတက်ဘူးစာမေးပွဲအောင်ရအောင်ကျောင်းလည်းမအားမထုတ်ဘူးအားမထုတ်ပဲနဲ့လပေးဆိုင်မှာဒါဟာဟာကြားထိုးရင်တဝါဝါခေတ္တတထောင်တောင်တင်းနေတယ်အဲ့ဒါနဲ့အချင်းကုန်နေမှဆိုရင် သူသည်အယောင်ဆောင်သူ့ကိုယ်သူကျောင်းသားလို့နှိမ့်စားနေတယ် ပဝင်းချင်းကလည်းသူចောင်းသားပါလို့အယောင်ဆောင်နေတယ်မိဘစီကသမီးကိုအချောင်ညာစားတယ်ဒါကြောင့်မင်းဟာဘဝမင်းဟာဘဝကိုတကယ်တူတက်ခြင်းစိတ်ရှိလားမရှိဘူးလားဆိုရင်သိရင်ရင်ចောင်းသားဖြစ်လို့ရှိရင်ကိုကိုကိုဒီချက်တွေပြန်ကြည့်ပါမညာမတာတွေးပါကိုကိုကိုလူတွေကညာညာတတာတွေးတာနော်အဲ့ဒီမညာမတာတွေးအဲမညာမတာတွေးတာမဟုတ်ဘူးကိုကိုကိုကြာပေါ့ပေါ့တွေးခြင်းလေငါဟာចောင်းသားအယောင်ဆောင်လားဒါဟာပထမအချက်အကြောင်းမနေတော့ဘူး အချင်းနေပေဘူးကြောင်းမနေနိုင်ပါဘူးဆိုလို့ရှိရင်မင်းပါလို့လေအိမ်မှာမိဘစီမှာစားလိုက်သွားလိုက်တို့မဟုတ်နေရတိုးတက်ရတိုးတက်ကြောင်းဆိုပါဆိုမော်တော်ကားဝက်ရှော့တစ်ခုမှာကားပြက်နေလားတမင်းစားကြုံခံလုံးနေလားတို့မဟုတ်ရင်စိုက်ကားနေနေလားတို့မဟုတ်ရင်စပင်းညှန်းတင်နေလားတခုခုမင်းပါလို့နေလေကိုကိုကိုပြန်ကြည့်ပါအဲ့ဒီလိုဆိုရင်မင်းဟာဘဝမှာတိုးတက်နေတဲ့သူဟုတ်လားမဟုတ်ဘူးလားဆိုတာသိလာလိမ့်မယ် ဲ့လိုရောင်ပေးရောင်ပေးဖြစ်နေရဲ့မင်းဟာဘဝကိုတိုးတက်ချင်တာမဟုတ်ဘူးတတ်သေးရတယ်။ကောင်းပြီတိုးတက်ချင်စိတ်ပေါ်လာအောင်ဘာလုပ်ရမလဲဆိုတာကိုပြောမယ်။တိုးတက်ချင်တဲ့စိတ်ပေါ်လာလို့ရှိရင်ရေးကြည့်ပြီနော်။တိုးတက်ချင်တဲ့စိတ်တကယ်ပေါ်လာရှင်လို့ရှိရင်မင်းဘဝဝင်ချင်းမှာမင်းဘလောက်ထရောက်ရေးပါလဲ။မင်းဘဝင်ကျမှာမင်းအေးမပါလို့ရှိရင်ပင်းဘဝင်ကျမှာရေးပါနေတဲ့လူတွေဘသူတွေရှိနေလဲဆိုတာတွေအဲ့ဒါတွေပြန်ကြည့်ပါ အဲ့ဒီလိုငါကတသက်လုံးဖြစ်နိုင်ပါမလားဆိုတာတွေစမ်းစစ်ကြည့်ပါ မဖြစ်နိုင်ဘူးဆိုရင်မဖြစ်နိုင်ဘူးဆိုတာသိရင်အဲ့ဒီဥစ္စာတွေငါမလုံးနိုင်တော့ဘူးဆိုရင်သိရင်မင်းစိတ်တမျိုးဖြစ်လာနိုင်မယ်။ဘာကြောင့်လဲဆိုတော့လူငယ်ဖြစ်စေလူကြီးဖြစ်စေနည်းနည်းလေးမခံကျင်တဲ့စိတ်လေးတွေရှိရဲ့ကိုယ့်ကိုမကြောစေချင်ဘူး။အဲ့တော့လှည့်တွက်ပါအဝေးကြီးသွားမတွန်းနဲ့ဘိုးကျောင်းဆန်းလိုဟာမျိုးသွားမတွန်းနဲ့ကိုနဲ့ကွာလုံးတော့မနာလိုအမှန်မသိဘူး။ ဟုတ်တယ်လောကကြီးမှာမနာလိုခြင်းဝန်တိုခြင်းအားကြခြင်းတို့ဟာသူစိတ်လေးနဲ့သူမဟုတ်လားဟိုထိတ်ဆုံးကလူနဲ့အောက်ဆုံးကဒရောင်စာသူတို့ခြင်းမှာဘယ်တော့မှမနာလိုဖြစ်ဘူးအောက်ဆုံးကဒရောင်စာဟာရှင်ဘီရင်တပါးကို နိုင်ငံကောင်းဆောင်ကြီးတယောက်ကိုဘယ်တော့မှမနာလိုဖြစ်ဘူးသူတို့ဒရောင်စာချင်းချင်းကြတော့ဟိုကောင်ပူရောပူရတယ်ဆိုပြီးမနာလိုဖြစ်တယ်အဲ့ဒီတော့ပထမဆုံးစပြီးတွေ့ကြည့်ဖို့ကမဲအဲ့ဒီလိုအောင်မြင်ခြင်းနဲ့စိတ်ပေါက်မျိုး ိုက်စိတ်ပေါက်လို့ရှိရင်မင်းပဝင်ခြင်းမင်းအဆင့်လေကတဲ့မှာနည်းနည်းမြင်းနဲ့ဩဇာအရေးပါအရာရောက်တဲ့လူတွေကိုရှာကြည့်သူဟာဖြည်းဖြည်းဩဇာပိုကြီးလာလားငါဟာသူ့လိုဩဇာကြီးလာနိုင်လားမင်းတို့ကြည့်ဩဇာမကြီးနိုင်ဘူးဆိုတာရှိရင်မင်းစိတ်ထဲမှာနည်းနည်းမကမခံနိုင်မခံခြင်းဖြစ်လာတတ်တယ်ငါဟာညံ့နေပြီဆိုရင်သိလိုက်ပါဘာကြောင့်လဲဆိုတော့ကိုကိုကိုညံ့နေညံ့နေပြီဆိုတာသိရင်ကော မသိရမကောင်းတရုတ်စကားပုံတစ်ခုရှိရယ်တရုတ်စကားပုံလို့ကျွန်တော်ကတရုတ်လို့တတ်တယ်မထင်ပါနဲ့တရုတ်လို့ကတော့ကျွန်တော်လည်းမသိဘူးကျွန်တော်လည်းမသိဘူးကျောက်လည်းမသိဘူးအင်္ဂလိပ်လိုရေးထားတာကိုဖတ်ဘူးတာ he who knows he who knows not and knows not that he is known not is a fool shun him ဒါပါတော့ကျွန်တော်စစောကပြောခဲ့တဲ့တရုတ်စကားပုံပေါ့ အဲ့ဒီစကားပုံရဲ့အသေးပဲကအကျဉ်သူသည်မသိမိမိမသိကြောင်းကိုလည်းမသိထိုသူလည်းလူမိုက်သည်ရှောင်းပါအကျဉ်သူသည်မသိမိမိမသိကြောင်းတော့သိ၏ထိုသူကလူရောပုန်နေလိုက်ပါအကျဉ်သူသည်သိ၏တိုးတော်မိမိသိကြောင်းကိုလည်းမသိထိုသူသည်အိပ်ပျော်နေသူနှိုးလိုက်ပါအကျဉ်သူသည်သိ၏မိမိသိကြောင်းကိုလည်းသိ၏ထိုသူကပညာရှိစီးကပ်ပါ အဲပထမဦးဆုံးမိမိမသိသေးတဲ့အကြောင်းကိုသိအောင်ကြိုးစားအရေးကြီးတာကကိုညံ့နေတာကိုသိရမယ်။ကိုညံ့နေတာကိုသိအောင်ကြိုးစားရမယ်။ကိုညံ့နေတာညံ့မှန်းမသိရဲ့ဘယ်တော့မှမတိုးတက်တော့ဘူး။အဲဒီတော့မင်းဘွားမှာရီမှန်းချက် တိုးတက်ခြင်းနဲ့စိတ်မရှိသေးရင်ကိုထက်မြင့်တဲ့လူကိုမင်းပဝန်ခြင်းမှာရှာကြည့်ပါ လူရုပ်သိရှင်ရုပ်သိဩဇာရှိတဲ့လူငါဖြစ်နိုင်သေးလားဆိုတာပြန်တွေ့ပါတွေ့လိုက်လို့မှဖြစ်နိုင်ဘူးလို့အလားလာကိုမင်းသိရင်မင်းတိုးတက်ခြင်းစိတ်ပေါ်လာနိုင်မယ်အဲ့ဒီတိုးတက်ခြင်းစိတ်ပေါ်လာရုံနဲ့ဒီတိုင်းမပြီးသေးဘူးအတိတ်ထန်ချရတယ်ဟိုးရင်တစ်ခါတော့ကလည်းဒီမှာပဲပြောခဲ့ပူပါတယ်မျိုးဆက်တိုးတက်ရင်မှကျွန်တော်ရေးထားပါတယ် အဲ့ဒီတည်းမှာအရေးကြီးဆုံးဖြစ်တာကထပ်ပြီးကျွန်တော်ပြောပြရစေစူတောင်းတာနဲ့စူပန်တာအဲ့ဒီမှာပြောခဲ့ပါတယ်သူမေတာရှင်ရဲ့တဲ့သူမေတာရှင်ရဲ့တဲ့ဟာဒီဒီပင်ဂရာဒီပင်ဂရာဘုရားရှင်မှာစူပန်တဲ့အခါမှာအရှင်ဘုရားတပည့်တော်ရှင်ဘုရားလို့ဘုရားဖေးဘုရားစေဘုရားလို့စူတောင်းတာဟာတပည့်တော်ထီပေါ်ရလို့ပါဤလို့စူတောင်းတာမျိုးမဟုတ်ဘူးဒီဒီပင်ဂရာ ဒီပင်ဂရာဖျားရှင်ကလည်းဖြစ်စေတဲ့3 123 H long လို့လုတ်ပေးနိုင်တာမျိုးမဟုတ်ဘူးအရှင်ဖျားလို့ဖျားစင်စစ်ဖြစ်အောင်ကြိုးပမ်းအားထုတ်ပါရမီဖြည့်ပါမယ်လို့အသေးချင်ပြတာအဲ့ဒီဥစ္စာကိုစုပန်တယ်လို့ခေါ်တယ်ရိုးရိုးစုသွားကြောင်းလို့ဖြစ်တာမဟုတ်ဘူးကျောင်းသားတယောက်ဇာမင်ပွဲအောင်ကျင်တဲ့စိတ်ရှိလားမရှိလားဆိုတာဖျားရှင်မှာတွားပြီးအဲ့ဒီလိုစုပန်ကြည့်ပါဒီနေ့ဇာမင်ပွဲမုတ်ချအောင်မယ်မုတ်ချကိုအောင်ရမယ်စူးစမ်းပါမယ်လို့ ဖះရှင်မှာအဋ္ဌံပြုဝန်လားအဋ္ဌံဆိုတာပိတ်တံပဲလွယ်တယ်မထင်နဲ့ဖះရှင်မှာဖះတပည့်တော်ကပုထုဇဉ်မှာဖះဖះတပည့်တော်ကို ခွင့်လွှတ်ပါဖះအဋ္ဌံလေးပြန်ပြီးပြုပြန်ပြစေမလုံးနဲ့ကောင်းပြီဒီအဋ္ဌံအဋ္ဌံကဘာနဲ့ဆိုင်လဲဆိုတော့တတိနဲ့ဆိုင်တယ်တတိနော်လောကကြီးတစ်ခုလုံးနဲ့လုံးကိုတတိနဲ့ဖန်တီးထားတာတတိရှိတဲ့လူတွေဖန်တီးထားတာစာဝီလီယံစလင်းကဆိုရင် ကျွန်တော်မျိုးဆက်တဲ့ထဲမှာဆိုရင်အပြည့်စုံဘာသာပေးလိုက်တယ်အပြည့်စုံဘာသာပြန်ပေးလိုက်တယ်တတိဆိုတာဟာအရေးချင်းတစ်ခုမဟုတ်ဘူးအဲ့ဒီအရေးချင်းတကတို့ရဲ့အစင်းမြက်လူတို့ရဲ့အရေးချင်းတွေကမှတတိရှိတယ်ဆိုတာဒီအရေးချင်းအားလုံးပေါင်းတော့ဤ main power station နဲ့အဲ့ဒါဘာကြောင့်လဲဆိုတော့ ဒီတက်သိမရှိရင်ဘာမှမပေါ်နိုင်တော့ဘူးတက်စာရှိကြင်လားယူသားကြင်လားတက်သိရှိမှာယူသားတာကလည်းတက်သိမရှိရင်မလွယ်ဘူးတက်သိရှိရတယ်တက်သိမရှိရင်ဘာမှမဝင်ဖြစ်တော့ဘူးယူသားတယ်ဆိုတာသူ့လိုလူဒီသူ့လိုလူแท้မှာဂျာနေကျော်ဦးချက်မောင်ကိုဂျာနေကျော်မမလေးကသူတို့တမီးစားမဖြစ်ခင်ပေါ့စတွေ့ကြတော့သူကလည်းမတင်တင်ပေါ့သူက ဦးချက်မောင်နဲ့ဦးချက်မောင်ဟာဘဲကုံကိုအမြဲတမ်းနှိုးဆုံးတယ်ဘဲကုံကိုရဖို့ကြိုးပမ်းပါလေဦးချက်ပောင်ကမတင်တယ်နဲ့ကျွန်တော်ရိုးကုံကိုရဖို့ကြိုးစားပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေဟာဘာသာတရားကမြင့်မြတ်ကောင်းမွန်တော့ရိုးကုံမှာနေတယ်လို့ထင်ပါတယ်ရိုးကုံကိုရဖို့ကိစ္စအတွက်ကမလွယ်ဘူးဆိုတာကျွန်တော်သိပါတယ်မလွယ်တော့လဲမဖြစ်နိုင်တဲ့ကိစ္စမဟုတ်လို့ကျွန်တော်ရအောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားပါတယ်ကျမမ ကျမမှာထိုးဖြေကိုနှစ်သက်လုံးတော့ကြောင်းအင်ပြန်ရောက်လျင်ရောက်ချင်းပဲဒိုင်ရီတွင်ရေးပြီးမှန်နီဖြင့်တားထားလိုက်ပါသည်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီမှာခက်ခဲငယ်ရဖတ်ရတာနော်ကျွန်တော်ကဒီစာကိုအလို့ရထားတာဘလောက်ဆွဲရလဲစဉ်းစားကြည့်ပေါ့ဒါပေမဲ့အဲ့ဒီမှာဦးချက်မောင်ပြောတဲ့ရိုးပုံဟာရားပုံမလွယ်ဘူးဆိုတာကျွန်တော်တာမန်တော့ပဲထင်ခဲ့တယ်ငငယ်တော့မသိဘူးခုကြည့်တော့မှရိုးပုံကိုရားပုံမလွယ်ဆိုတာဟုတ်ပါလားရိုးသားတဲ့ဥစ္စာနော် ရိုးရိုးသားသားလှုပ်ရှိလို့လှုပ်လို့ရှိရင်တခါလေငတ်တာဒီလိုအငန်းခံနိုင်တဲ့တက်သည်လွယ်တယ်မထင်နဲ့ရိုးရိုးသားသားမှန်တမ်းပြောလိုက်ရင်လူမုံများခြင်းလေများတာဒါပေမဲ့အဲ့လိုလူမုံခံပြီးပြောဝန်းတဲ့တက်သည်ဟာလွယ်တယ်မထင်နဲ့ဒါကြောင့်လူငယ်တွေကိုတက်သည်မွေးရဲဆိုတာအဲ့ဒါကိုပြောတယ်ပထမဆုံးတက်သည်ကခုနကအဋ္ဌံချလိုက်ဖို့ဘဝတိုတက်ရမယ်ဆိုတဲ့အဋ္ဌံချဖို့ကို ပထမဆုံးတက်သည်အဲ့ဒီတက်သည်မရှိရင်မောင်ရင်နောက်ဆုတ်လိုက်ပါ ။ဘာကြောင့်လဲဆိုတော့လောကကြီးမှာတတိရှိရလူတွေအတွက်ဒါနေရာပေးပါတယ်။လောကကြီးခုလုံးကတတိရှိရလူတွေအတွက်ဖန်တီးထားတာပါ။တိတ်အောင်ငယ်နေပါနဲ့။မင်းတတိတော်တော်ရှိပါတယ်။ဖះလောက်မလို့ပါဘူး။ဖះကလေးသိမ့်ရှင်နဲ့ကဘာတသိန်းကိုစိန်ခေါ်ပြီးပါရမီဖြည့်လိုက်တဲ့တတိ။အတိတ်ထံပြုလိုက်တဲ့တတိဒီလောက်ထိအောင်မမလိုပါဘူးဆရာမင်းဆွေတခါတော့အရင်ခဲ့လိုပါပဲ။ဘာဝတ္ထုမှန်တော့ကျွန်တော်မမှတ်မိတော့ဘူး။အဲ့ဒီခေတ်မှာစူးစမ်းက ဖျားဖြစ်နိုင်၏ဖျားလုတ်ထက်သောဖျားအလုတ်ထက်ခတ်တော်အလုံးဘာမှမရှိရှေးတွင်တိုးလေတက်လေကြံစီလေတဲ့ကြိုးစားပါဖျားလုတ်ထက်ခတ်တော်အလုံးလောကမှာဘာမှမရှိဘူးမင်းတက်သည့်ရှင်စိန်ခေါ်ခြင်းလုတ်ကြည့်ပါဖြစ်တဲ့ယုံစမ်းမှဘဝကိုတိုးတက်ရမယ်ဆိုတဲ့စိတ်ကလေးရှိရင်လုတ်ကြည့်ပါတကယ်တိုးတက်ရမယ်ဆိုတဲ့ဥစ္စာ ခြားသူတွေပြောလို့ရှိရင်နည်းနည်းခက်ပေါ်ပေါ်ဖြစ်သေးတယ်။ငါကိုယ်တိုင်ပြောတာငါတော်တော်နှင်းကြတဲ့ဘဝကြီးကတက်လာရတာ။တက်ကြလို့ဆိုတာအိမ်မက်တောင်မမြင်ခဲ့ဘူး။စိတ်ထဲမှာမပြောနဲ့။အိမ်မက်တောင်မလို့မရနိုင်တဲ့ဘဝ။ဒါပေမဲ့နောက်တစ်နှစ်ကျတော့တက်ကြလို့မှဆရာဖြစ်ခဲ့ရတယ်။အကောင်စားဆရာတော်မှပေါတိပေါ်စားဆရာမျိုးမဟုတ်ဘူးနော်။နောက်ဒီဆင်ပေါ်မှာဒီမှာစကားပြောနေရတဲ့အဆင့်ကို ရောက်လာခဲ့တယ်။